ရိကန်မြန်မာနောက်ထပ်သမိုင်းတစ်ခုကိုရေးထိုးသွားဖို့အတွက်အခြေအနေကောင်းနေရမယ်စီပရိသတ်အားလုံးပဲမိလာများဟလိုင်းမြန်မာစပော့ရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုလိုက်ပါရင်မက်ဆီရဲ့ကစားသမားဘဝမရဘူးတဲ့ Super League ဆိုတာမရှိသလောက်ဖြစ်ပါရင်လိုချင်စုကိုကြည့်မလားဘောလုံးရောင်းစုံနဲ့ရော်နယ်ဒိုထက်တော်မှာ၃ချိန်ပို့သွားပါရင်အတင်းလိုက် Super League ကိုကြည့်မလားကဘာဘလားလည်းရဘူးသွားပြီဖြစ်ပါရင်မက်ဆီအခုဆိုရင်အသက်38နှစ်ပါစာမပွားရဲ့နေဝင်ချိန်လို့ပြောလို့ရတဲ့အနေထားပါဒီလိုအသက်အရွယ်မြေမှာခြေစွမ်းကောင်းနေပြသနိုင်ဖို့တာတာပုံမှန်ခြေစွမ်းမျိုးပြသနိုင်ဖို့တော့မနေ့ရုံးကန်ကြပါရင် မက်ဆီကတော့သူ့ရဲ့ကျွမ်းကျင်မှုနေ့စစ်ပိုင်းအားကောင်းမှုတွေနဲ့ညရင်ထက်မြက်မှုတွေကိုတုံးချပြီးအခုချိန်ထိလူငယ်တွေနဲ့အပြောင်းအလဲကျမ်းပြနေသေးဖြစ်ပါတယ်။အခုဆိုရင်မက်ဆီရဲ့ကစားသမားပေါ်မှာနောက်ထပ်မှတ်တမ်းတွေတစ်ခုကိုထပ်မံပိုင်းဆိုင်ခွင့်ရဖို့တော်လင်းနီးစက်တဲ့အနေအထားကိုပိုင်းဆိုင်နိုင်ခဲ့ပြန်ပြီဖြစ်ပါတယ်။အခုစားခဲ့တဲ့အရတနာယူနိုက်တက်နဲ့တင်းနဲ့ပွဲပြီးမှမက်ဆီရဲ့အိမ်မက်တွေတွေကတစ်ခုဖြစ်တဲ့မေဂျာလိဂေါ်ဒန်ဘူးစုကိုစုကူနိုင်ဖို့အကောင်းဆုံးအကွင့်ကိုပိုင်းဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ဒီဝဲစမှာအတင်းတော်ဖိုးတန်အတွင်းကိုတွင်းပေးနိုင်ခဲ့ပြီးတော့မက်ဆီရဲ့စုပေါင်းအတွင်းကို26ကိုဖြစ်သွားခဲ့ပါပြီ။ဒီဝဲမှာတိုင်ရင် သူနဲ့ခွင့်ရအတွက်သူညီနေအဓိကပြိုင်မယ်အဲဒီ FC တိုက်စစ်ပေါ်ဒန်နစ်ဝန်ကာ24ကိုကြောပြပြီးခေါင်းပြင်းများအဆုံးဆင်းမှာဥဆောင်သူပြင်ရည်တည်နိုင်ခဲ့ပါတယ်အခုဆိုရင်မေဂျာလီပုံမှန်ရာသီပွဲစဉ်ဟာတပွဲသာကစားဖို့ကြံရှိတော့ပြီးနောက်ဆုံးပွဲစဉ်ကပင်ရှင်နန်းဆူရှင်ကိုအဆုံးပြတ်ပေးတော့မှာပေါ့အဲဒါမှမဟုတ်အသင်းဟာနာဗီဗီလစ် FC နဲ့ရာသီပိတ်ပွဲစဉ်ကစားမှာပြီးမက်ဆီတို့ကဂိုးတွေထက်သွင်းနိုင်ဖို့အတော်လေးချိန်ကောင်းနေပါတယ်မက်ဆီတောင်မေဂျာလီရှင်နန်းကိုရောက်ရင်အမေရိကန်မိမာနောက်ထပ်သမိုင်းတစ်ခုကိုရေးထိုးသွားနိုင်မလားဆိုတာစိတ်ဝင်စားဖို့အတော်လေးကောင်းနေခဲ့ပါတယ်